ောချောင်းတပါဒီမွေးနေမှာလာဆုံးမဲမဲမျက်နှာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေမှာစတောင်းစကားလေးပြန်လွှင့်နေရေဒီယိုတစင်းဖွင့်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေ့ဒီကနေ့မေလ15ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးကျွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကို အမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံးတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ မတရားနေ့အစီအစဉ်အားနေပြမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မတရားမနေတဲ့ကိုထက်မြတ်သူရဲ့ဒီနေ့မှပြေးမြောက်တဲ့32နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ကိုထက်မြတ်သူရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းရဲရင်အောင်ကပအဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့စကိုင်းမော်နေတဲ့မောင်လေးကောင်းမြတ်ရဲ့ဒီနေ့မှပြေးမြောက်တဲ့29နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ ောင်လေးကောင်းမြတ်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတငယ်ချင်းဖိုးပြုံးချူကပါဝင်တောင်းဆိုလာတာဖြစ်ပါရဲ့ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်ကြတဲ့မတရားမှနေတဲ့ကိုထက်မြတ်သူစကိုင်းမှနေတဲ့မောင်လေးကောင်းမြတ်တို့ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရစေ။တရားပြောရွှေမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ ကျန်းစီသည်။အောင်မြင်ပါစေ။အလုတ်ကိုင်းတွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုဝေလိုက်ပါရရှင်။အမတရားနေ့အစီအစဉ်အားနေ့မွေးနေ့ရှင်တွေအတွက်ပောင်ဝင်တောင်းဆိုပေးထားတာတွေကိုထောင်းနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွေမိကလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝင်တောင်းဆိုပေးထားတာတွေကိုထောင်းနေတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့။ နေပါလေချစ်ချင်ရဲ့နှစ်ပတ်နေ ကျေးဇူးဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်ဦးလေးစစ်စင်းယုံကဥမျိုးတတ်မဲဖြစ်ပါရီသူကတော့ချစ်စနီးဒေါ်မမဝင်းနဲ့ဒီနေ့ပေါ်ပြမြောက်တဲ့32နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကို ကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါရီချစ်စနီးအတွက်စကားလက်ဆောင်လေးရတော့ရတုအစမ်းဆက်နှစ်ပတ်လည်တိုင်ပြောရွှင်ပါစေဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်အမတရားနေ့အစီအစဉ်မှာဆက်လက်ပြီးတော့ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ ပြင်းဦးနဲ့မာနေတဲ့ဘုံမူထွန်းထွန်းစောနဲ့ဆရာမဒေါ်နန်နီထုံးတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ကျောင်းအုပ်ဦးရနိုင်ထုံးနဲ့ဆရာမဒေါ်နန်စောသက်မွန်တို့ရဲ့ဒီနေ့မှပြင်းမြောက်တဲ့စက်သုံးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။မင်္ဂလာစနေမောင်နဲ့အတွက်စကားလက်ဆောင်လေးရတော့ယတုအဆက်ဆက်နှစ်ပတ်လည်တိုင်းပျော်ရွှင်စွာ ပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါရဲ့ရှင်။ အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ရန်ကုန်မှာနေတဲ့ကိုကျော်တက်နိုင်မဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူမနီလာနဲ့ဒီနေ့မှပြေးမြောက်တဲ့တနည်းနဲ့ချောင်းလာပြည့်ချစ်သက်တန်အတွက်ကိုပါဝင်တောင်းဆိုထားတာဖြစ်ပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အမြဲဆုံးရွှေလက်တွဲနိုင်မှုကိုစူးစမ်းနေပါရယ်။အရန်လက်ချစ်ပါတယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါရယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်ပောင်းကြတဲ့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံနေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းတော်သမ ्या အခက်ခဲအတားအဆီးတွေကိုလည်းအထုလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ ပရိသတ်တွေအားလုံးအခုနားဆင်ခင်ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။တစင်အဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတို့ရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေ့မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးကြတဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်း ဖုန်းနံပါတ်3933 6993နဲ့3998 9993တို့မှာ3ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အပိတ်ခဲကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေ ကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။